ဒီတင်းကျစ်တော်ကနေကြောင်ကြီးတော်ကွန်ပျူတာပါကွန်ပျူတာကိုကိုတို့ကလည်းမယုံလို့ခေါ်တော့တက်တက်ကြည့်တဲ့အချိန်မှာဗရမရအုပ်ချုပ်တော်တော့ခေါ်တာပေါ့ကိုတို့ဒါဘောရပါသာယူဆက်အဲ့နေကြောင်ကြီးတော်အကုန်ကွန်ပျူပြတာပေါ့အဲ့ဒါမှကိုတို့ဖူးညော်လိုက်ရပါတယ်ဟိုကပြင်ကွေဒီတုံးစုကိုကျွန်တော်ထားလိုက်တော့မယ်ကွေဟမ်ထားလိုက်တော့မယ်ရန်တကူကြီးတယ်ကျွန်တော်အဟိုအပွားခဲတောင်မှပြုတ်မကြဘူးဒီဘက်ကိုပဲရိုင်းကြသွားသူအဲ့ကြောက်တော့ကြီးထိလိုက်တာနဲ့သူကဒီခေါင်းတော်ဘက်ကိုပြုတ်မကြဘဲနဲ့အလိုလို ဖះနဲ့လုကင်းအောင်ပဲကြောက်တုံးကြီးကကြသွားတယ်ပေါ့အဲ့ဒီကြပြီးရတဲ့တပြိုင်တည်းရောင်ကြီးတော့လွတ်တာကျို့လေနေအောင်ကြောင့်ဘာကြောင့်ဆိုပြီးတော့ပြောကြတယ်ပေါ့ဘုံဘုံတို့ကကိုယ်တိုင်းကြီးညူလိုက်ရတယ်ကိုယ်တိုင်းဖူးလိုက်ရတာဖြစ်တဲ့အတွက်ဦးသိန်းတို့ကဒီဖះသားတော်တွေလည်းဖြစ်တဲ့အတွက်အလုံးအင်မတန်မှလည်းယုံကြည်ပါတယ်မယုံကြည်တဲ့ပုဂ္ဂိုလ်ကတော့သူတို့မယုံကြည်တဲ့အတိုင်းတန်နေပဲသူတို့ပြောကြမှာဆုံးဖြတ်ကြပါပြီရောင်ကြီးတော့လွတ်တာ၃ရက်လောက်ဇက်တက်လွတ်တယ် ြည့်စည်သွားတာကနည်းနည်းချင်းချင်းပြည့်စည်တာမဟုတ်အကုန်လုံးကိုဖះကအကုန်လုံးပြိုကျပြည့်စည်သွားတာသာသနိကအဆောက်အဦမှန်သမျှအာယုံကံတစ်စောင်းဖះစီဒီပထောဝါစာဘာမှကိုမကြံအောင်မြေပုံသဘောမျိုးကိုအဲ့ဒီပုံစံမျိုးဖြစ်သွားတာကံငါလည်းနှစ်ပါးပြန်တော်မူတယ်ပြန်လေချင်းလေးလုံးလိုက်တဲ့အခါကျတော့ဒီသုံးစုပဲကျန်တော့တယ် ဲဒီနေရာလေးကတော့ဦးဇင်းတို့နန်းလုံးချောင်းလို့ခေါ်ပါတယ်နန်းလုံးချောင်းမှာခိတကနာအပေါ်မှာကလင်းတန်းရောက်နေရတာမီဒီယာအဆင်မပြေတဲ့အတွက်ဒီရောက်မှာခိတကနာလာရောက်သတင်းသုံးရင်းဖြစ်ပါတယ်အရင်ကဦးဇင်းတို့အုံမင်ကိုယ်စီတီတော်မြတ်ကြီးပေါ်မှာနေပါတယ်အဲ့ကြမှာဘုန်းကြီးချောင်းနေရှိခဲ့ပါချောင်းပတ်ပတ်လေပေါ့ဖျားပတ်ပတ်လေမှာချောင်းနေရှိခဲ့ပါအဲရောင်ကြီးတော်ထွက်တာကတော့ဦးဇင်းတို့ကဒီကျန်တဲ့ဖျားသုံးစုပေါ့ ရုပ်ဘွားတော်လေး၃စုရှိတယ်ပေါ့အဲ့ဒီရုပ်ဘွားတော်လေး၃စုကိုအဲ့ဒီဥကောင်းတော်နောက်ကျောင်းမှာသူကကြောက်တုံးကြီးရှိတယ်ပေါ့အဲ့ဒီကြောက်တုံးကြီးကိုဖယ်မယ်လို့တော့ဘာဟုတ်ဆရာကဒီကြောက်တုံးကြီးကိုဖယ်မယ်လို့တဲ့အခါမှာကုတ်လိုက်တဲ့အခါကျမှသူကအဲ့ကြောက်တုံးကြီးထိလိုက်တာနဲ့သူကဒီခေါင်းတော်ဘက်ကိုပြုတ်မချဘဲနဲ့အလိုလိုဖះနဲ့လုကင်းရဘူးပဲဒီကြောက်တုံးကြီးကကျသွားတယ်ပေါ့အဲ့ဒီကျပြီးတဲ့နေ့တပြိုင်တည်းရောင်ကြီးတော်လွတ်တာပဲအဲတချို့လေနေအောင်ကြောင့်ဘာကြောင့်ဆိုပြီးတော့ပြောကြတယ်ပေါ့ ဒါပေမဲ့ဦးသိန်းတို့လည်းဒီရောင်ကြီးတော်လွတ်တာကိုဖူးရတယ်။အဲ့ဒီကရောင်ကြီးတော်လွတ်တာကိုဦးသိန်းကဖုံးဆက်လိုက်တော့ဒီရောက်ကဆရာလေးတွေရောဒီမှာဘုန်းကြီးတွေရောဦးသိန်းတွေရောပေါ့အကုန်လုံးအပေါ်ကိုတက်လာတယ်။တောင်ပေါ်ကိုတက်လာတယ်ပေါ့အုံမင်ကိုယ်တွေစီတွေတော်အများကြီးကိုတက်လာတယ်။မြင်ရတယ်မြင်ရတယ်မြင်ရတယ်ဒီမှာညီလေးဖုန်းထဲမှာဒီမှာညီလေးဖုန်းထဲမှာဒီမှာအမမမညီရောအမမြင်ရတယ်မြင်ရတယ်။အော်တက်လာပြီးတော့သူတို့လာဖူးတဲ့အချိန်လေးပဲရောင်ကြီးတော်ကတခါပြန်လွတ်တယ် လွတ်တာမျိုးနေအောင်ကြီးထိုးလို့အယောင်ပြူတာဟောပေါ့အယောင်ပြန့်ပြန့်တာမဟုတ်ဘဲနဲ့ရောင်ကြီးတော်သဘောမျိုးကသူကအဝါပါတယ်အနီးပါတယ်အစိမ့်ပါတယ်ရောင်စုံပါတယ်ပေါ့အဲ့လိုရောင်ကြီးတော်မျိုးစုံကွန်မြူတယ်ပေါ့နော်ဘုရားအဲ့လိုဘာဖြစ်ရင်ကိုဒီတုံးစုကိုကျွန်တော်ထားလိုက်တော့မယ်ကိုဟမ်ထားလိုက်တော့မယ်ရန်တကူကြီးတယ်ကျွန်တော်အဟိုးအပွားခဲတောင်မှပြုတ်မကြဘူးဒီဘက်ကိုပဲညင်ကြသွားတာဘုရားကအာလုံးဦးသိန်းတို့ကအောက်မှာနှစ်ကြိတ်ရှိစုရှိတယ် ဒီငလင်ပြိုကျလိုက်တဲ့အခါကျတော့အလုံးခုပြန်လေချင်းလေးလုံးလိုက်တဲ့အခါကျတော့ဒီသုံးစုပဲကျန်တော့တယ်။သုံးစုမှလည်းနှစ်စုပဲအကောင်းပကတိအကောင်းပကတိလို့ပြောအောင်ကျန်တဲ့အစုနဲ့ဆိုင်တော့ဒီနှစ်စုကတော့အဲကောင်းတယ်လို့ပြောရမှာမကောင်းတဲ့ဆိုပေမဲ့ခန္ဓာကိုယ်တော်မှာဒဏ်ရာလေးတွေတော့ရှိတာပေါ့လေ။အဲ့လိုပဲပခုံးတော်တို့ဒီရင်ဘတ်တော်တို့မှာတော့ငလင်ဒဏ်ကြောင့်ဒဏ်ရာတွေတော့ရှိတာပေါ့။နောက်ပြီးတော့ဒီရောင်ကြီးတော်နဲ့ပတ်သက်ပြီးတော့ ဦးဇင်းတို့ကဒီနောက်ရကြတော့လည်းပဲနှစ်ဆန်းတည့်ရနေပေါ့ဒီဖရာရှင်ကိုလိုမြတ်ကြီးကိုဦးဇင်းတို့ဗုဒ္ဓဘာသာကြီးကအနေကစားတင်ရတယ်ပေါ့အဲ့ဒီအနေကစားတင်တဲ့မှာတင်တဲ့အချိန်မှာလည်းပဲဒီဆရာလေးတွေပေါ့အခုလက်ရှိမြင်နေရတဲ့ဆရာလေးတွေပေါ့အဲ့ဒီဆရာလေးတွေကသွားရောက်ပြီးတော့ဖရာကိုတောက်တော် ရေချမ်းတို့သာသနာပွဲတို့အဲ့လိုသွားရောက်လူလည်းနဲ့ခါမှလည်းသူတို့လက်ဆက်ဖူးရတယ်မနေ့ကင်းကြီးမှာလည်းပဲရောင်ကြီးတော်တခါပြန်လွတ်တယ်ပေါ့အဲစုစုမောင်ဗနေလောက်လောက်လောက်ရောင်ကြီးတော်လွတ်တာ၃ရက်လောက်ဇက်တက်လွတ်တယ် အကိုတို့ကတော့လိုင်းသာလူနာရင်ကိုရက်ကပါအကိုရန်ကုန် DH Brother Group ကစုပါပါကိုနာမည်ကတော့တန်လိုင်းလို့ခေါ်ပါတယ်ကိုတို့ကအခုကသခိုင်းကဥမင်90ဖျားဒီသာသနာအမွေနေ့တွေကိုကူညီကရှင်းလင်းတဲ့နေရာမှာကူညီပေးနေပါတယ်ဒီဟာကတော့ကျွန်တော်တို့ကဒီဖျားကိုကျွန်တော်တို့စလာတယ်ကျွန်တော်ဒီရှေ့မှာရှေအောင်ဖျားတွေရွှေဖျားတွေရောဒါပေမဲ့တင်းကျစ်တော်တွေအများစွာပေါ့အကိုတို့ချပေးတယ်ဒီဖျားကြီးတွေကအောက်ခြေမှာမြုပ်နေတာပေါ့ဒီဖျားကြီးတွေအကုန်လုံးကဒီပေါ်မှာဒီပေါ်မှာကိုတို့ပေါ်မှာတို့ကဖျားစည်းဒီတွေရှိတာ ဒီຢာကြီးတွေအကုန်လုံးအောက်ထိမှမြုပ်နေတဲ့အတွက်ဒီຢာကိုဆက်ရမ်းနေရတဲ့အကုန်ထုပေါ်ပြီးရှင်းနေပြီးတော့အစ်စ်ပြန်နေတိဆောက်မှာပေါ့တိဆောက်မဲ့အချိန်မှာအမဗဟုသမားကနေဆက်သမားကနေဘောကကြောက်တုံးဇေဒီတော်ရဲ့အောက်အောက်ခံဇေဒီကကြောက်တုံးကဒီဘောကြမဲ့အရေးကိုမကြဘဲနဲ့ဒီဘက်ကိုလွှဲသွားတယ်ဗဟုသမားကပြောတာပြောရချင်းအဲ့မှာဗဟုသမားဒီဖျားကြီးစိတ်သက်လေးနေတဲ့အချိန်မှာဇေဒီတော်ကြီးကထားပြီးရောင်ကြီးတော်ထားပြီးကွန်ပျူတာကွန်ပျူတာပေါ့ကွန်ပျူတာကိုကိုလိုကလည်းမယုံလို့ခေါ်တော့တက်ကြည့်တဲ့အချိန်မှာဒီကအစုံပဲရောင်ကြီးတော်တွေက ဒီဇေယောရဲ့ဒီတင်းကျစ်တော်ပေါ့ဗဒမရအုတ်ချုံတော်လို့ခေါ်တာပေါ့ကိုရဘောရဘသာယူဆိုင်အဲ့နေရောင်ကြီးတော်အကုန်ကွန်မြူပြတာပေါ့အဲ့ဒါမှကိုလို့ဖူးမြော်လိုက်ရပါတယ်၃ညစတိုက်ဖြစ်တယ်လို့ပြောတင်းစတဲ့နေ့ထိရောင်ကြီးတော်ကွန်မြူတဲ့သူဆရာတော်တွေကပြောပါတယ်ဒီ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 သူတွေကနေဒီဒီဒီဗဒမဒီတင်းကျစ်တော်ကနေရောင်ကြီးတော်ကွန်မြူတာပါဒီဟာတွေကတော့ဒီဒီကိုတော်ကတော့ဒီတင်းကျစ်တော်ကလည်းလွတ်လွတ်လွတ်တယ်ဒါပေမဲ့တိတ်ပြီးချင်းချင်းရှားရှားတော့မဟုတ်ဘူးပေါ့ ဒီသင်းကြီးတော့တော့ရောင်ကြီးလိုအစုံပါပဲဒီကတော့ကိုရောတတ်မှာတော့တခါမှကိုရောဖုံးပြောခဲ့ရဘူးဒီကတော့လက်တွေ့လည်းဖူးမြော်ခဲ့ရတယ်အဲ့တဲ့ဗုဒ္ဓဖရာကိုလုံးဝအတုံးရုံ तू ကဒီညာနဲ့ပတ်သက်လို့တကိုးပြကြီးလိုပြတာတော့မဟုတ်ဒီမှာသူတို့ရဲ့ဗုဒ္ဓရဲ့ဂုံတော်တွေပေါ့ကိန်းဝတ်ဆံပယ်နေရဆိုတဲ့အကြောင်းပြတာလာလို့အကိုတို့အကြောင်းကြည့်ပါတယ်ကိုရောဗုဒ္ဓဘာသာယူယူပါသားရဒီက तू ကညာတဲ့ပုံတော်ကိုသူကဂုံတော်နဲ့ခွဲချုံရတာဟုတ်အဲ့တဲ့အကိုတို့ကလည်းဒီဂုံတော်တရားတွေကိုပို့ပြီးတော့တတ်ဝင်ယုံကြည်ပြီးတော့ဒီတက်မကသာသနာအကျိုးတွေကို စားတဲ့တဖို့လို့ဖို့အကိုတို့ကတော့ရီမန်းထားပါလေအဲစက်တိုက်လို့တော့မဟုတ်သူကမိန်လိုက်ပြီးတော့ပြီးတော့အဲစက်တိုက်လို့တဲ့ချိန်က10မိနစ်ကြော်ကြော်2မိနစ်လောက်လွတ်တယ်ပြီးလို့ရှိရင်ပြန်မိန်ပါပြီးပြန်ပြီးတော့ထက်ထက်လွတ်တယ်အဲဒီလိုပုံစံမှာအဲဘုံဘုံမြင်ရတော့ဘုံဘုံတို့ကကိုယ်တိုင်ကြီးညိုလိုက်ရတယ်ကိုယ်တိုင်ဖူးလိုက်ရတာဖြစ်တဲ့အတွက်ဦးသိန်းတို့ကဒီဖျားသားတော်တွေလည်းဖြစ်တဲ့အတွက်အလွန်အင်မတန်မှလည်းယုံကြည်ပါတယ်မယုံကြည်တဲ့ပုဂ္ဂိုလ်ကတော့သူတို့မယုံကြည်တဲ့အတိုင်းတန်နေပဲသူတို့ပြောကြမှာဆုံးဖြတ်ကြပါပြီဦးသိန်းတို့ကကိုယ်တိုင်ကိုကြဖူးမြင်ရတယ်ဦးသိန်းတို့တပားလည်းမကဘူး ဟိုသူမျိုးဒီမှာရှိကြတဲ့ခုနပြောတဲ့ဟိုတိလက်ချင်းဆရာကြီးဆရာလေးတွေရောတက္ကະတက္ကမတွေရောတော်တော်များများဖူးရတဲ့အတွက်ဒါရောင်ကြီးတော့သူများတွေဆွဆွဲနေသလိုသူများတွေပြောဆိုနေသလိုမဟုတ်ဘဲနဲ့ကိုကိုယ်တိုင်မြင်ရတဲ့အတွက်ပေါ့ဦးသိနေတချို့တချို့တက္ကະတက္ကမတွေရဲ့အောက်မှာမတ်နေဝင်ရတယ်ပေါ့လေဒါတွေကခုနပြောလို့လောက်ကြံဇလန်းနေပါညာနဲ့ဒါတော့သူတို့မယုံကြည်တာတော့သူတို့အပိုင်းပေါ့ဦးသိတို့ကလိန်လေတာလဲတခုမှမရှိပါဘူး ဖျားနဲ့ပတ်သက်ပြီးလှူတာကိုပဲဥစဉ်တော်ထီကပို့ပြန်တင်ပေးတာပေါ့အလူရှင်ကိုဝမ်းမြောက်ဝမ်းသာပါလို့အနုမောဒနာခေါ်ဆိုနိုင်အောင်တင်ပေးတာမျိုးလည်းရှိပါတယ်ဥစဉ်တော်လောက်ကြံတာဘာတစ်ခုမှမရှိတော့ပြည့်စည်သွားတာကနည်းနည်းချင်းချင်းပြည့်စည်တာမဟုတ်အကုန်လုံးကို ဖះကအကုန်လုံးပြိုကျပျက်စီးသွားလာသာသနိကအဆောက်အဦမှန်သမျှအာယုံကလသောဖះစီဒီပထိုးဝါစာဘာမှကို မကြံအောင်မြေပုံသဘောမျိုးကိုအဲ့ဒီပုံစံမျိုးဖြစ်သွားတာတန်ငါလည်းနှစ်ပါးပြန်တော်မူတယ်တောင်းပေါ်မှာပဲတော့မာကြီးတို့တက်ကြည့်လို့ရပါတယ်တက်ဖူးလို့ရပါတယ်ဘာမှကိုမကြံအောင်ပြိုကျနောက်ဒီဖះပတ်ပတ်လည်းမှဥစဉ်တို့ចောင်းနေလည်းရှိတယ်ဒီဖျားကိုစောင့်ရှောက်နေတဲ့တန်ဃာတော်တွေပေါ့အဲ့ဒီကြောင်းနေလဲအကုန်ပြိုတာပဲတကြောင်းမှအကောင်မရှိတော့ဘူးပေါ့အကြောင်းကားကြောင်းရှိတယ်ပြိုတယ်အဲ့လို ဟိုအဆောင်နေအကုန်လုံးပြတ်စီးတာဒီဒီတောင်ပေါ်မှာရှိတဲ့ဟာတွေအကုန်လုံးကဘုံပြတ်စီးသွားတာညီမအဲ့ဒါကိုရောနှစ်ပါးဆုံးရှုံးပါလေဒီနားမှာဒီနားမှာကိုရောတစ်ပါးရယ်ဟိုနောက်မှာနောက်ဆောင်ကကိုရောတစ်ပါးရယ်ပြင်နေလို့ချိန်မှာဆုံးရှုံးသွားတယ်အဲ့ဒီဆုံးရှုံးတဲ့ body တို့လည်းအခုတို့ဒီပလိုက်တာအဖွဲ့တွေဟိုအောင်ဝိုင်းပြီးတော့ဖော်ထုတ်ကြပါတယ်ကိုရောကတော့ဒီကကုညီရေးပိုင်းကကုညီရေးပိုင်းလောက်တာပေါ့ပြန်နေဒီဆောင်ရေးပိုင်းကတော့ဆရာတော်ကြီးရဲ့သူတို့ဒီရှင်းအောင်တမိုင်းရည်ကြီးမှုမွေနေ့တွေဌာနဆိုင်ရာတွေပူပေါင်းပြီးလှုပ်ဆောင်ကြမယ်လို့ထင်ပါတယ်အများကွန်ကြတာတော့အုံမင်ကိုပဲပေါ့ငကောကတော့အုံမင်60ပေါ့ ။ဥမင်60နဲ့နောက်ပိုင်းဥမင်90ဆိုပြီးတော့ပြောင်းလိုက်တာပေါ့အလိုအဲ။ခုနပြောတာလာရောက်ပြီးတော့လည်းဖုံပြောကြပါအစ်တတဖန်နဲ့ပြန်လည်ပြီးတော့လည်းဒါဖြည်းဖြည်းတော့အများပေါင်းစုပြီးတော့မြက်ကောင်းမှုနဲ့ပြုပြင်ကြမှာပေါ့။ဒီကူပြုပြင်မှုကလည်းပဲစီမံနေပါပြီဆရာတော်ဥစေကိန်းကအမှုပြုပြီးတော့ပြန်ပြုပြင်ဖို့ကလည်းပဲဒါတန်ရှင်းရေးတွေပါတွေလုပ်နေကြပြီပေါ့အဲ့လိုပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ပါဦးရဲ့ကျေးဇူးတင်ပါတယ်ပြုပြင်